ိတ်နဲ့ရွတ်ဆူတဲ့စကလုံးတွေရဲ့ဖြစ်ချင်းကိုကြည့်ရတဲ့အခါမှာကြည်ညက်အောင်ကြည့်ရမယ်ပေါ့နော်ဒီကြည့်တဲ့ပုံစံဒီဖြစ်ချင်းကိုကြည့်တာကအခုအတွက်ပိုင်ပိုင်နိုင်နိုင်ဖြစ်လာတဲ့အထိနော်ဒါဒီဖြစ်ချင်းကိုကြည့်တာကပထမဆုံးကြည့်တဲ့အခါမှာတော့နည်းနည်းခက်ခဲလိမ့်မယ်နည်းနည်းအားဆိုင်ရလိမ့်မယ်နောက်ပိုင်းရှုမှတ်တဲ့အကျဉ်းရည်တွေများလာတဲ့အခါကျလို့ရှိရင် ရှုမှတ်မှုကပုံပြီးတော့လွယ်ကူပြီးတော့အဲပထမစပြီးတော့ရှုမှတ်တဲ့အချိန်နဲ့စာရင် ကို့အတွက်ပို့ပြီးတော့လွယ်ကူလာပြီဆိုလို့ရှိရင်ဒါပြက်ချင်းကိုကြည့်ဖို့အတွက်အစင်းနေဖြစ်နေပြီလို့ပြောလို့ရပါတယ်စိတ်နဲ့ရုပ်ဆိုတဲ့စကလုံးရဲ့ပြက်ချင်းကိုကြည့်တဲ့အခါမှာတော့ဖြစ်ချင်းကိုတော့လိလူရှုမှရမယ်ပေါ့နော်ဒီညမှာဥစဉ်ကိုယ်တိုင်ဆက်ရှုမှတ်ခဲ့တဲ့အချိန်မှာတော့ကြားထဲမှာဖြစ်ချင်းပြက်ချင်းကိုပေါင်းပြီးတော့ရှုမှတ်တဲ့အချိန်ရှိတယ်ပေါ့နော်ပထမကတော့ဖြစ်ချင်းကိုမြင်ကြည့်တယ် အဲနောက်ထပ်ဖြစ်ချင်းကိုကြည့်တာကပို့ပြီးတော့စိတ်ထဲမှာအားကောင်းအားကောင်းကောင်းနဲ့ကြည့်နိုင်ပြီဆိုလို့ရှိရင်ဖြစ်ချင်းပြက်ချင်းကိုတပြိုင်နက်တည်းကြည့်နိုင်တယ်ပေါ့နော်အဲခုမှစပြီးကြည့်မဲ့သူကဖြစ်ချင်းပြက်ချင်းကိုတပြိုင်နက်ကြည့်ဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့ခုနလိုမျိုးဖြစ်ချင်းကိုအရင်ကြည့်တယ်ဖြစ်ချင်းကိုကြည့်ရင်းနဲ့မှတမာတိအားကောင်းလာလို့စိတ်ကမြန်လာပြီဆိုလို့ရှိရင်ဖြစ်ချင်းပြက်ချင်းကိုတပြိုင်နက်တည်းကြည့်နိုင်ပါတယ်နော်တပြိုင်နက်တည်းကြည့်ပြီးတော့မှအဲ့ထက်ပိုပြီးတော့စိတ်က တမာတိအာတိကြည်မှုအာကောင်းလာလို့ရှိရင်ဘယ်လိုဖြစ်နိုင်လဲဆိုရင်ပြက်ချင်းဆိုတဲ့နေရာမှာပဲစိတ်ကချက်ချင်းတန်းပြီးရောက်သွားတယ်ပေါ့နော်စိတ်ကပြုတ်လို့ရတဲ့စိတ်ကပိုပြီးမြန်လာတယ်ရှုမှတ်ဖန်များလာတယ်နဲ့မြပိုပြီးမြန်လာတဲ့အတွက်ဒီရုပ်ဆိုတဲ့စကလုံးလေးကဖြစ်လာတာနဲ့တပြိုင်နက်တည်းဦးစင်းကသူ့ရဲ့ပြက်ချင်းကိုချက်ချင်းတွားပြီးတော့မြင်လိုက်တယ်ပြက်ချင်းကပိုပြီးထင်ရှားလာပြီးတော့ဖြစ်ချင်းကမထင်ရှားလာတော့အခါကျတော့မ အဲ့တော့မှဖြစ်ချင်းကိုလေ့လူရှုပြီးတော့မှပြက်ချင်းကိုကြည့်တာပေါ့နော်အဲ့အချိန်မှာဥစဉ်တကယ်လောက်ခဲ့တာ၃စဉ်ဖြစ်နေတယ်ပရမအောင်ဆုံးကြည့်တာကဖြစ်ချင်းကိုကြည့်တယ်နောက်တစ်စဉ်မှာဖြစ်ချင်းပြက်ချင်းကိုပေါင်းကြည့်တယ်နောက်ဆုံးကျတော့ဖြစ်ချင်းပြက်ချင်းကိုနှစ်ခုလုံးကိုမကြည့်နိုင်တော့ဘူးပေါ့နော်စိတ်ကတားမြင်လာတဲ့အခါမှာသူ့ရဲ့ပြက်ချင်းကိုပဲထင်ထင်ရှားရှားမြင်လာတဲ့အခါမှာဒီလိုဖြစ်လာပြီဆိုတဲ့အခါဖြစ်ချင်းကိုတော့ကြည့်လို့မရတော့ဘူးပြက်ချင်းကိုပဲ ကြည့်တော့မယ်ဆိုရဲဆုံးဖြတ်ချက်နဲ့ပြချင်းဦးမယ်ကြည့်လို့ရတော့တယ်ပေါ့နော်ဒါကိုယ်တိုင်ဆုံးဖြတ်တာဖြစ်တယ်လို့သူ့ရဲ့သဘောတရားရလည်းအဲ့လိုဖြစ်ကိုဖြစ်ရမယ်ပေါ့နော်ဒါဖြစ်ချင်းပြချင်းကိုကျင်းကျင်းနဲ့ပဲစိတ်အားထက်သန်လာတဲ့အတွက်ဖြစ်ချင်းကိုပြောမယ်ဆိုရင်ဖြစ်နေတဲ့စိတ်ကနှေးသွားပြီးတော့ကြည့်တဲ့စိတ်ကမြင်လာတဲ့အခါမှာ နှစ်ခုလုံးကိုကြည့်ဖို့အတွက်မဖြစ်နိုင်တော့ဘူးနှစ်ခုကဖြစ်နေတဲ့နှစ်ခုကနှီးပြီးတော့ကြည့်တဲ့တစ်ခုကမြန်နေတဲ့အတွက်အဲတစ်ခုတည်းကိုပဲသူကကြည့်ဖို့ဆုံးဖြတ်လိုက်ရတယ်ဘောနော်တကယ်တမ်းစပြီးတော့ရှုမှတ်နေတဲ့အချိန်မှာတော့နှစ်ခုကြည့်တာကတော့ပထမဖြစ်တဲ့ဒီနှစ်ခုဖြစ်ချင်းပြချင်းဆိုရင်နှစ်ခုကလည်းနှီးတယ်ကြည့်ရဲ့စင်ကျင်တဲ့စိတ်ကလည်းနှီးတဲ့အတွက်ကြောင့်မလို့ဖြစ်ချင်းပြချင်းကိုကြည့်လို့ရတယ်ဘောနော်ဒါမဲ့ကြည့်တာအချိန်များလာတဲ့အတိုင်းများ ြည့်တဲ့စိတ်ကမြန်လာပြီးတော့ဖြစ်ချင်းပြက်ချင်းကငိုတိုင်းအချိန်တိုင်းပဲကြံနေခဲ့တဲ့အခါမှာနှမျိုးလုံးကိုတပြိုင်တည်းကြည့်ရတာအဆင်မပြေတော့ဘူး။ဘယ်ဟာပူပြီးထင်ရှားလာလဲဆိုရင်ပြက်ချင်းကလည်းပူပြီးတော့အချိန်ကြာလာတဲ့အချိန်ကြာလာတာနဲ့မျှထင်ရှားလာတယ်ပေါ့နော်။ဖြစ်ချင်းကိုကြည့်လို့မရတော့ဘဲနဲ့ဖြစ်ချင်းကိုလေးလေးရှုပြီးတော့ပြက်ချင်းကိုပဲဒီဇိုင်းမှန်မှန်ကြည့်သွားရတယ်ပေါ့နော်။အဲ့ဥစဉ်ကသုံးခုလုပ်ခဲ့ရတယ်။ ဖြစ်ခြင်းကိုလည်းပထမတစ်ဆင့်မှာကြည်တယ်နောက်တစ်ဆင့်မှာဖြစ်ခြင်းပြည့်ခြင်းကိုပေါင်းကြည်တယ်နောက်ဆုံးတစ်ဆင့်မှာကျတော့ပြည့်ခြင်းကိုပဲကြည်တော့တယ်ပေါ့နော်ဒါပေမဲ့အခုကအခုနားထောင်နေတဲ့သူတွေလိုက်လို့ဖို့အတွက်ကျတော့အလဲအဆင့်ဖြစ်တဲ့ဖြစ်ခြင်းပြည့်ခြင်းကိုပေါင်းကြည်ရဲ့အဆင့်ကနားလည်မှုတွေလည်းနှွေးနိုင်တယ်တကယ်တမ်းရှင်းနားလည်အောင်ရှင်းပြတဲ့အခါမှာလည်းရှုပ်နေတယ်ပေါ့နော်ဟိုတကယ်အနှစ်ချုပ်ဖြစ်တဲ့ပထမအောင်ဆုံးဖြစ်ခြင်းကိုကြည်တာရဲ့ ဒီနောက်ဆုံးရလဖြစ်တဲ့ပက်ချင်းကိုကြည့်တာဒီနှစ်ခုကပုံပြီးအရေးကြီးတဲ့အတွက်အလဲအဆင့်ကိုဖြုတ်ပြီးတော့နားလည်လွယ်အောင်ဆိုပြီးတော့ဖြစ်ချင်းပထမတစ်ခါကြည့်မယ်နောက်ထပ်ပက်ချင်းကိုကြည့်မယ်ကြည့်ရမယ်ဆိုပြီးတော့ဒါတင်ယူပုံစံနဲ့လုပ်ပြလိုက်တာပေါ့နော်တကယ်လည်းအလိုကြည့်အောင်နဲ့အဆင်ပြေပါတယ်ကြားတဲ့အဆင့်ကတော့တကယ်လိုက်လို့ချင်းလဲလို့လို့ရတယ်မလို့ချင်းလဲမလို့ဘဲနေလဲဘာမှတော့မဖြစ်ဘူးပေါ့နော် ဦးဇင်းကတော့တာလာရဲ့နာဆိုတဲ့နာမည်နဲ့စာနယ်လက်တွေ့နေကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့အနိဂယ်၅ချက်ကိုဖတ်ခြင်းနေဆိုရင် TV တကမြန်မာဆိုတဲ့ application မှာတွားပြီးတော့ဖတ်လို့ရပါတယ်။